ကျွန်တော်ဘုံမပြီးလည်းလည်းကဲတော်လိုက်လက်တွေ့ဘွားချင်းနေရဟန်ချန်ကြီးထွေထွေထိုးစေဆိုတဲ့ဟာကြီးကကြိုးပါကြည့်ပါကျွန်တော်ပြောတာမလွယ်ပါဘူးဟုတ်ကဲ့ကိုမျိုးဝင်းခင်ဗျာအခုကိုမျိုးဝင်းကပြီးခဲ့တဲ့ရက်ပိုင်းကဟို NCA စနစ်ပြည့်အခမ်းအနားတက်ရောက်တယ်တက်ရောက်ပြီးတော့အလုံယုံဆွေးနွေးမှလည်းပါဝင်ဆွေးနွေးတယ်လို့သိရပါတယ်အဲ့တော့ကိုမျိုးဝင်းအနေနဲ့ဘယ်ဘယ်အစုအဖွဲ့ကိုကိုစားပြုပြီးတက်ရောက်တာလဲအဲ့ဒါအရင်ဆုံးသိလို့ပါတယ်ဗျာ ဒီကားတော့ကျွန်တော်နေနေကြတော့ဟိုအခုလက်ရှိဒီ NC နှစ်ပြဒီစနေမြောက်ခန်းတော့တော့ NCA လမ္မာရီထုသူတူအူးနေလေတယောက်ခန်းတာဖြစ်ပါတယ်လို့အဲမဲ့ဟိုဒီ NC စနေမြောက်ခန်းတာပြီးတဲ့နောက်မှာကျင့်ပါတဲ့အလိုယူဆွေးနွေးပွဲမှာကြာတော့ NCA လမ္မာရီထုသူတဲ့ EU များရဲ့ပူဇော်ကျွန်တော်တယောက်ပြီးတော့မှဟိုလက်ရှိညချမ်းရေးလုပ်ငန်းစဉ်တွေပတ်သက်ပြန်တဲ့သုတ်သားချင်းအစီအစဉ်မှာတော့တာဝန်ယူပြီးဆောင်ရွက်ပေးခဲ့ရတာရှိပါတယ်လို့ ဟုတ်ကဲ့ NCM မှာလက်မှတ်ထိုးသူတဦးအနေနဲ့ဆိုရင်ဒါကအဲ့တုန်းကထိုးတာ ABS အနေနဲ့ထိုးတာလေအဲ့တော့အဲ့ဒါကိုကိုစားပြုရလို့ပြောလို့ရလားအဲ့ဒါလည်းရှင်းရှင်းလင်းသိလို့ပါတယ်မဟုတ်ဒီကတော့ဆိုလိုတာ NCA လက်မှတ်ရေးထိုးသူတွေကအများကြီးပေါ့အင်းစီကိုကြိုးပါခဲ့သူအင်းစီလက်မရထုတ်သူဥမဥအောင်မင်းတို့ဦးသေးစောတို့ဒါဆိုရင်လည်းပဲဟိုအင်းစီကြိုးပါခဲ့သူအင်းစီလက်မရထုတ်သူဆိုတော့အင်းစီလက်မရထုတ်ခဲ့သူတွေလည်းအများကြီးပဲအဲအင်းစီလက်မရထုတ်သူခဲ့သူတွေကအဲ့ကလာမှရှိခဲ့တဲ့ ဖွဲ့စည်းကိုစားပြုထိုးခဲ့တာမှလည်းဒီနေ့ကလမှာအဲ့ဒီ NCA ကျူပန်းမှုဖြစ်စေမှာပါဝင်ပြီးတော့မှ NCA လက်မရေးထူးသူနေနေတဲ့ပါဝင်ကြတယ်လို့ပြောရတယ်ဒီနေ့ကလမှာဆိုအစိုးရဆိုတာမရှိတော့ဘူးဟုတ်ပြီအဲ့တော့ကိုမျိုးဝင်းကဒီ NCA အစတည်းကပေါ့နော်ပါဝင်ခဲ့တာပေါ့နော်ဒကြီးဟာတွေကိုချစ်ချင်းမြင့်မြင့်အကုန်လုံးနားလေတာပေါ့အဲ့တော့ဒီ NCA နဲ့ပတ်သက်ပြီးအခုအငင်းပွားဝယ်ဖြစ်နေတဲ့တခုကအခု KNU ရဲ့ ABSD ရဲ့ကွယ်နော်ဒီ CNF အပါဝင်ဦး6ဖွဲ့ကဒီဒီစနစ်မြောက်အခမ်းအနားမကျင်းပခင်မှာသူတို့ကြီးညာချက်ထုတ်တယ်ဒီ NCA ကဟိုပြတ်သွားတဲ့သဘောပေါ့ပြတ်သွားပြီပေါ့နော်ဘာလို့ဆိုတော့ဒီစစ်တပ်အာဏာသိမ်းပြီးတဲ့ကဒီအခြေခံမူတွေအခွင့်အရေးတွေကိုစစ်တပ်ကခြေဖြတ်ပလိုက်တယ်ပေါ့ဒီအတွက် NCA ကအလုံးမဖြစ်တော့ပြတ်သွားပြီဆို NCA ကိုတုံးလို့မရတော့ဘူးပေါ့နော်အဲ့တော့အဖွဲ့စည်းတွေနဲ့လည်းဒီကောင်မတက်ဖို့နိုင်ငံတကာဟိုလက်မှတ်ထိုးတဲ့အဖွဲ့တွေလည်းဒါတွားရောက်မတက်ကြဘူးအဲ့တုန်းကသူတို့ကစင်ကြက်ထုတ်ပြီးကန့်ကွက်ထားတယ် ိုတစ်ဖက်မှာလည်းဒီ NCA တိုင်းအခု7နှစ်မြောက်ခမ်းနားမှာကျွန်တော်သိရတာ NCA တိုင်းကဟိုစစ်တပ်ကဆက်သွားကြမှာဘူးအားလုံးဝိုင်းပြီး NCA ကိုကောင်တယ်ဖို့ကြိုးစားနေဆိုဒီကွာဟာချက်ကြီးနှစ်ခုဖြစ်နေတယ်တစ်ဖက်ကလည်းဒီ NCA ကမရှိတော့ဘူးဒီမှာလည်း NCA တိုင်းကင်ထားတယ်ဆိုတော့အဲ့ဒီလိုသဘောထားနှစ်ခုပေါ့နော်အခြေအနေနှစ်ခုပေါ်မှာကိုမျိုးဝင်နေတယ်ဘယ်လိုမြင်လဲဗျဒီဘယ်လိုမြင်တယ်လဲဆိုတာတော့ကျွန်တော်တို့ဟို NCA ပေါ့နော်ဒီက NCA ကြောင့်ဖြစ်တာလားနိုင်ငံရေးကြောင့်ဖြစ်တာလားဆိုတာကနှစ်ခု ကိုယ်ပဲပဲပြရှင်းစည်းကျင်တာပေါ့နော်ဒီက NCA ပါသဘောတူညီချက်ကြောင့်ဖြစ်တာလားဒါနိုင်ငံရေးပြည်ပခါကြောင့်ဖြစ်တာလဲပြဿနာလားပေါ့အဲ့ဒီကိုပွဲစည်းကျင်တယ်ဒါကို NCA စာချုပ်ကြောင်းပြောမှဆိုရင်တော့ဒီ၆၄၀ကွန်လေးပြီးတော့အခုဒီနေ့ကလာပြီဒီပမာပြည်ရဲ့တမိုက်တချောင်းလုံးမှာနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနဲ့ဖြေရှင်းပြီးတော့မှဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရာနာနဲ့ညှိထူထောင်ပါမယ်ဆိုတဲ့သဘောတူညီချက်မျိုးစာချုပ်စာတမ်းမျိုးကပဲဆိုရတဲ့အထက်မှာမရှိခဲ့ဘူး။တင်းချက်ကနိုင်ငံတကာနိုင်ငံရေးနည်းနဲ့ဖြစ်ရှင်းပါမယ်ဆိုတဲ့သဘောတူညီချက်ဒါတစ်ချက်။ပြီးတော့ဗမာပြည်ရဲ့နိုင်ငံပြည်သနာဖြစ်တဲ့ဒီမိုကရေစီပြည်သနာဖက်ဒရယ်ပြည်သနာဖြစ်ရှင်းပါမယ်ဆိုတဲ့တစ်ချက်။ဒီတစ်ချက်ကိုတက်ဆက်သူအားလုံးလည်းခံပြီးတော့ပါသဘောတူထားတဲ့စာချုပ်တစ်ခုတစ်ခုဖြစ်တယ်။ကောင်တဲ့ဖော်နိုင်ခြင်းမဖော်နိုင်ခြင်းအခြေအနေတစ်ခုစာချုပ်လို့ဒီလိုစာချုပ်မျိုးရှိခဲ့တာဘူး။ဒါကြောင့်မို့ကျွန်တော်တို့ဦးတက်မြင်ရတော့ စာချိုးနေတော့အဲ့ဒီစာချိုးကလည်းပဲသဆက်သူအလုံးအနီပါဝင်လည်းမယူထူတာနဲ့နိုင်ငံကတိတဲ့တဲ့ပါဝင်တယ်ပြည်တော်ပြည်တော်စုတော်တော်မှာလည်းတည်ပြီးထားတဲ့အချင်းဒီအခြေခံမှာရှိတယ်ဒါစာချိုးပြည့်ရှိခဲ့တာပေါ့နော်ဒီကပြဿနာစာချိုးပြဿနာအကောင့်တက်ဖို့ပြဿနာတော့စာချိုးစုတာလည်းပဲညချမ်းလူငန်းစေဖုံးဆောင်မယ်နီလန်ပဲဖြစ်သေးတော့ဒါစတူဘန်မှာအများကြီးပဲဒါညချမ်းသဘောတူစာချိုးမဟုတ်ညချမ်းလူငန်းစေရအောင်အပိုက်တင်မှာဆိုရင်ညချမ်းညချမ်းနိုင်ငံရေးဆွေးနွေးပွဲအကျပါနေစေကလာတွေ့မှာ ကျွန်တော်တို့ဒီတခါရက်ခန့်တခါတခါမူရဆေးရေတခါရက်ဆက်မှုခိုင်မအောင်စင်ကြပြောင်းဆောင်ရမယ်ပြီးတော့မှအပိုင်းနှိမ့်မှကြတော့ကျွန်တော်ဒီဒီနောက်တစ်ပတ်ကျတော့နိုင်ငံစွန်းဒီဘွားတွေဘလို့ဆစ်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 ပြပါသွားမယ်နောက်တစ်ပတ်ကတော့ကြာကာလမှာဘလို့ပေါ့ပေါ့မဆိုအပိုင်းသုံးပတ်နဲ့ချုပ်ဆုံးတာဆက်ချုပ်ဖြစ်တော့ဒီဒါဆက်ချုပ်ပိုက်ဘလို့ဒါကြောင့်မလို့ကျွန်တော်တူတဲ့နေရတော့ဒီလိုမျိုးပြီးပြီဆိုတဲ့ဆက်ချုပ်နောက်တစ်ခုမရှိသေးရတော့ဒီဆက်ချုပ်တော့အခြေခံတည်တည်တယ်လို့ကျွန်တော်မြင် ်အီယိုကနေပွဲတွေကြိုးပမ်းနေတယ်ဆိုတာလည်းပဲအင်စီယူချိန်ခံပြီးတော့မှလက်ရှိချင်းနေတဲ့ကိုင်းကြီးမဲ့နောက်ထပ်ဒီထက်ပုံမှုချက်ပြတဲ့အစထုတ်ကူရရှိနိုင်ဖို့တော့ကြိုးပမ်းနေတယ်လို့ထားပါတယ်ဒီဒီကားတော့ဆိုလိုတာတော့ရေချမ်းလုပ်ငန်းစဉ်အစာပြုတ်နိုင်ဖို့အတွက်ဒါအောင်ချိန်ခံသိတယ်ရှိသေးသေးတယ်ဒါဘယ်တစ်ဖက်မှရှိတဲ့အမြင်ပေါ်တော့အဲဆိုတော့ဒီနေရာမှာတော့ကျွန်တော်မြင်တာတော့သဘောထားကွဲလို့မူတိုင်းလို့ကျွန်တော်တို့ဒီမှာပြရမယ်ဒါရှိတရားပဲ ဟိုမရှိဘူးဆိုပြောနေတဲ့အမြင်ကိုလည်းကျွန်တော်လေဆာတီမှပြရမယ်တဖက်မှာလည်းရှိသေးတယ်ကြိုးစားသေးသေးတယ်ဆိုတော့လူလည်းလေဆာတီမှပြသေးတယ်အဲ့မတူ껏ပြတဲ့အမြင်တွေကိုညှိနှိုင်းနိုင်ဘူးဒီ2020စတအနာသိပြီးရနောက်မှာအီးကိုကြားမှာပေါ်ပြမှုအရင်ကြီးကြီးပွားခက်လာဘာတပွဲချင်းစီတွင်းမှာလည်းပဲဥပမာဆိုမပြသေးပါတီဆိုတော့ပုံမှာတင်ညာချက်မှာလည်းမပြသေးပါတီ18နဲ့ရှိတာပဲဒီပချက်မှာလည်းပဲ NC 86ခြေကံတိတ်တယ်ဆိုတော့ မဖြစ်သေးပါတိရှိတာဒီမှာ LDU ဆိုရဲဒီလိုပဲ PNL လို့ဆိုဒီလိုပဲဆက်ဘွဲ့တွင်းမှာပဲဟိုကတဘောထားတယ်နှစ်ပိုက်ဖြစ်နေတော့ဟိုရတူနဲ့တော့ကျွန်တော်ဟိုဆွေးနွေးပွဲတွေပေါ့ရတူပဲပြောပြောဆွေးနွေးပွဲပြောပြောဒါနဲ့တော့ကျွန်တော်ဆွေးနွေးဖို့အတွက်ကြိုးပမ်းခဲ့ကြတာကျွန်တော်ချင်းချင်းပါကြောင့်မကြည့်နိုင်နိုင်လို့ကောင်းဆိုတော့ကျွန်တော်ကြံပြီးကျင်တာတော့ဘယ်နှစ်ပဲဆိုလို့ရဟိုအမြင်တွေကိုကျွန်တော်တော့လေးစားတယ်အိမ်မှပြုတယ်အဲ့ဒီထားပါဟိုတောင်ချစ်ခိုင်းညချမ်းရေးပေါ်ဆောင်ခြင်းနဲ့လို့ ဒါကိုဘုဘူတချမ်းတိနာနေချမ်းပေါ်ဆောင်နေတယ်လူကူကြားမှာတေချာကျွန်တော်ဤဥချင်းကြားပေါ့နော်တိုင်နေတဲ့တယ်လို့ကျွန်တော်မြင်တယ်ဒါနှစ်ပတ်စလို့ရသဘောထားတိမှပြုလေးစားပြီးတော့ပေါ့နော်ဒီလိုအပြန်လာပြောနေဆိုတော့ဖြေရမှာပေါ့ကျွန်တော်ဒါဤဥတွင်းညောကြီးရဲ့ရည်ကြည်ပါတယ်လို့ကျွန်တော်တိုက်တွန်းနေတာတော့အများစုညီနဲ့ဆွေးနွေးတိုက်ပြီးဖလှယ်နိုင်ရအောင်လို့ဖြစ်ပါမှာဟုတ်ပြီတဖက်ကဆွဆွဲတာကဥမာဒီ NCA ပြတ်တယ်ဆိုတာဥမာဒီနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းရဖြေရှင်းရမယ်လေ အဲ့ဒီနေရာမှာစစ်တပ်ကအာဏာသိမ်းလိုက်တယ်စစ်တပ်ကချိုးဖောက်တာဆိုပြီးအဲ့ဒီလိုပြောတာဟုတ်အဲပြီးတာနဲ့တကာနောက်ဆက်တွဲနေနဲ့တိုက်ပွဲတွေဖြစ်လာတယ်ပြစ်ခတ်မှုတိုက်ခတ်မှုတွေကအကြီးကျယ်ဖြစ်လာပြီလေစစ်တပ်ဘက်ကလည်းအလုံးရင်းနဲ့တိုက်တယ်ဆိုတော့ဆိုတော့ဒီစာချုပ်ကဒါဟိုအသက်မဝင်တော့ဘူးပေါ့နော်သုံးမရတော့ဘူးဆိုတော့အဲ့ဒီပုံမှာဘာပြောခြင်းလဲကိုမျိုးဝင်နေတယ်အခုတိုက်နေတယ်ဆိုတာဟာနှစ်ဖက်စာချုပ်ချိန်ကန်ပြီးတော့မှဖြစ်ကြတာမဟုတ်ဘူးပေါ့နော်ဆိုလိုတာတော့ ိုင်းနေတဲ့တိုင်းနေတဲ့ပြည်ခါကြီးစချုံတော့သွားနိုင်ရှင်းလို့မရဘူးဟိုနနေကပြည်ပခါရှိတယ်ဆိုရင်တော့နနေကပြည်ပခါရဲ့တရားမှုတွေတော့တစ်ဖက်စလုံးကြောင့်ဘယ်ဖြစ်ဖြစ်ဘယ်သူကြောင့်ပဲဖြစ်ဖြစ်နနေကပြည်ခါရဲ့တရားမှုတွေတော့ရှိနေမှာမသိကြဘူးအဲ့လည်းငါကပြည်ခါဖြစ်လာတဲ့တရားကျိုးစဲတွေကိုစချုံနေတော့သွားတိုက်တာလို့တော့ရမယ်တော့မထင်ဘူးအဓိကဖြစ်တာကတော့2021ကျွန်တော်ဖိဖို့တရည်နေ့မှာဇတအနာကိုဒီတိတ်လိုက်တဲ့ပုံမှန်မှုပြီးပြီးတော့ နိုင်ငံပြည်သနာကိုနိုင်ငံကြီးဒီလည်းဖြစ်ရှင်းပါမယ်ဆိုတော့ NCA အခြေခံမူချိုးဖောက်လို့စာချုပ်ပြည့်ရဆိုတဲ့အခြေခံကိုပြောတာဟုတ်ဒီကစာချုပ်ပြည့်ရဆိုတာအကြောင်းကြီးရတယ်ဒီကဒီကအခြေခံအဲ့ဒါစာချုပ်ပြည့်ရဆိုပြောတဲ့အခြေခံဒီနိုင်ငံပြည်သနာနိုင်ငံကြီးရဲ့ဖြစ်ရှင်းပဲတဲ့ဒီလိုမျိုးဖြစ်ရှင်းနိုင်လို့ဆိုတာဒါပေမဲ့တစ်ဖက်မှာတော့ဒီအကြောင်းအရာဖြစ်ခဲ့ပြီမှာသူကဒီတမတော်နေတော့စာချုပ်ဒီစီစာချုပ်ဆက်ပြီးတော့သူထိသိမဲ့ကောင်းတဲ့ဖုံးမဲ့ဆိုတာမှုပါစာပြီးအနာကိုထိသိကြတဲ့ကသူကအဲ့ ဘူး SC ရှေ့ဆက်ကောင်းတဲ့ဘောမှာဆက်ပြောတော့ဒါညနိုင်ငံရညပွားကြကိစ္စပေါ့ဒါကြောင့်သူတို့ပြောသူတို့မှလည်းသူတို့ချိန်ကန်တော့တောက်ပြချင်းရွှင်းနေမှုရရှိနေတော့ဒါလည်းကျွန်တော်ကျွန်တော်ထင်တယ်လေဒီစချိုးရတဲ့ဝင်မှုရှိခြင်းမရှိခြင်းဆိုကိစ္စလေးတက်ကျွန်တော်ဆွေးနွေးပေးကြမှာပြန်လည်းဆွေးနွေးရမယ့်ကိစ္စဖြစ်ပါလိမ့်မယ်လို့ဟုတ်ပြီကိုမျိုးပဲအဲ့တော့အခုကတဖက်ကလည်းဒါ 7EU Alliance ကလည်း NCA တိုင်းဒါဆက်သွားမယ်ဒါရှိသေးတယ်ပေါ့နော်တဖက် EU တွေကလည်းဒါမရှိတော့ဘူးပြတ်သွားပြီ တကယ်တမ်းဆိုရင်ဥပမာဒီထဲမှာမပါကျင်တော့တဲ့အဖွဲ့တွေကဟောငါတို့ကတော့ဒီကနှုတ်ထွက်လိုက်ပြီအဲ့လိုတရားဝင်ကြေညာချက်ထုတ်လိုက်ဆိုအဲ့ဒါဆိုရင်ပို့ပြီးတော့အဆင်ပြေသွားမှထင်တယ်ဒီသွားကျင်တဲ့လူကလည်းသွားပေါ့လေဒီ ANC အတိုင်းဆိုအဲ့လိုဆိုရင်ရောအဆင်ပြေမှထင်လားတစ်ဖက်ကငါတို့နှုတ်ထွက်တယ်လို့ပြောလိုက်ရင်အဲ့လိုဖြစ်လာမှဆိုရင်ဘယ်လိုသဘောထားပြီးကျင်လဲဟိုပြီးမယ်မထင်ပြကျွန်တော်ကြိုးပမ်းနေဆိုတာလည်းပဲဟိုညချမ်းကြီးပြဿနာဘယ်မှာပြီးတပြိုင်ပြီးလို့ရ တဲ့ငါပြူကဖြည့်ရှင်းဖို့တွေ့ဆိုတဲ့နေရာမှာဟိုခဏဖွဲ့နဲ့ဖြည့်ရှင်းရဲမရဘူးဟိုမြောက်ပိုင်း၃ဖွဲ့နဲ့တိတာဖြည့်ရှင်းလို့ဆိုရဲမရဘူးအာလုံးတဆက်သူအာလုံးပါဝင်ဖြည့်ရှင်းနိုင်ဖို့အတွက်အစလိုက်စလိုက်ကြိုးပမ်းရမှာပေါ့ဒီနေရာမှာတကူကျွန်တော်ဖြည့်ရှင်းနေနေဒီပေးလို့တာဆက်မင်းကြီးကိုလိုင်းရင်းရတယ်ပဲ NCA မူပေါင်းတိုက်ကောင်းတဲ့ပေါ်ပါမယ်ဆိုပြောတာကျွန်တော်ကျွန်တော်တင်ပြနေတာ NCA ကိုခြေခံပြီးအာလုံးလိုက်ပါနိုင်မယ်ဒီညချမ်းကြီး စီစဉ်တခုဖော်ထုတ်မယ်ဆိုတော့ခုပြခဲ့တဲ့ကျွန်တော်တို့ဒီလိုရွှေစင်းတွေပေါ်မှာဒီလိုပဲကျွန်တော်တင်ပြထားတာအစည်းအဝေးခြေခံပြီးတော့မှအားလုံးလိုက်ပါဒီနေ့ကလာချင်းနေလက်တွေ့ချင်းနေနဲ့ကိုင်းညီမယ်ညီချားရေးစီစဉ်တခုရှာဖွေဖို့တခုဆိုတာဒါအားလုံးဆွေးနွေးလို့ဒီတဲ့ကောင်းမွန်တဲ့ညီချားလုပ်ငန်းစဉ်တခုပေါ်လာရင်ဆိုရင်လည်းလက်ခံပါပဲဒါလက်ခံရပါပဲအဲ့ဒါကိုကျွန်တော်ဆွေးနွေးထားပြီးသားဒါပေမဲ့ဘာမှမရှိခင်မှာအစည်းအဝေးခြေခံရမယ်အစည်းအဝေးခြေခံပြီးတော့မှအစည်းအဝေးအတိုက်ကောင်းတဲ့ပေါ်ချင်းနဲ့အင်အားစုတွေရှိပါမယ် ဥပမာဆိုကျွန်တော်ခုနှစ်ပွဲဆိုရင်တော့ ECA အခြေခံထားတယ်ခုမြောက်ပိုင်း၃ပွဲဆိုရင်တော့ ECA အခြေခံထားတာမဟုတ်သူတို့ဘိုင်လက်ထွက်တဲ့သဘောတူချေအသွားရင်ဆိုလာမယ်ကလာမှာညချင်းကောက်ကောက်နဲ့ဖုံတွေ့ ECA လို့ထုတ်ပြီးဖြစ်စေမထုတ်ပြီးဖြစ်စေသဘောတူပြီးဖြစ်စေမသဘောတူပြီးဖြစ်စေအားလုံးပေါင်းဝင်ညီနိုင်နိုင်မယ်ပုံစံတစ်ခုရှာမှာခုအဲ့ဒါကိုရှာဖို့ဆိုကျွန်တော်ကြိုးပမ်းနေတာစီစဉ်ရှိတယ်ကျွန်တော်မကြိုက်ခင်မှာတော့ဘုတ်အတွက်ဖြစ်စင်နေတယ်အဲ့ဒါပြင်းရစီက7 EU နိုင်ငံနဲ့ဂျာမန် စီအီယူတို့ကြားမှာလာမဲ့ကလာမှာညီချိုင်းလူငယ်စီဘလိုကောင်းတဲ့ပုံလဲဆိုပြန်တဲ့သုတ်တာတဲ့အစီအစဉ်မှာပါအဲ့မှာကြည်တယ်ကျွန်တော်ညီနိုင်ဖြစ်ရှားကြရမှာဖြစ်တယ်အဲ့ကလာမှာဆိုပြီးတော့ကျွန်တော်သဘောထားနေကျွန်တော်ကြည်တယ်ဆွေးနွေးမှာပဲဒါကြောင့်မို့ကျွန်တော်ပြောတာတော့ဘောင်းခုနပြောသလိုပေါ့နော်ထွက်လိုက်ယူနေစီပြတော့မပြီးတယ်ပေါ့ဒီခုနှစ်ပွဲတဲ့ဒီအခုရှိတဲ့6ပွဲခုနှစ်ပွဲနဲ့နောက်လည်းတွားလို့မရပါဘူးညီချိုင်းပေါ့အားလုံးတူတူပေါ့ မတွဲပြန်နေပြီးတော့ EO တွေအားလုံးပြန်နေစုစည်းပြီးတော့ဆောင်ရည်ရမှကောင်းမွန်တဲ့ချင်းတွေတခုရောက်နေမယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့အဲ့ဒါလည်းအဲ့အရန်ကိုခက်နေတာပေါ့။ဆိုတော့ EO ချင်းကြမှာစကားပြောနိုင်တဲ့ချင်းတွေတခုတော့လို့ရအရင်တော့ intensity SD ကဲတော့အချင်းတွေမျိုးပြန်နေပြီးတော့ပေါ်ထုတ်ဖို့လုပ်ပါလိမ့်မယ်။ကျွန်တော် EO ချင်းကြစကားပြောနိုင်ဖို့တော့ အဲ့တော့နောက်တစ်ခုကအခုစစ်တက်ကအာနာသိန်းတာကအခြေခံဥပဒေနဲ့လည်းမညီဘူးပေါ့နော်ဒီပုံမှာလည်းဝေဖန်ထောက်ပြတာရှိတယ်အဲ့တော့စစ်တက်ကတရားမဝင်တဲ့အနေအထားမျိုးအဲ့ဒီနေရာမှာလွတ်တော်ရောအစိုးရရောပြတ်သွားပြီစစ်တက်ကအာနာသိန်းလိုက်တယ်အဲ့တော့ဒီနေရာမှာ4 focal ပေါ့နော်ဒီ NCO စခဲ့တဲ့ဒီဗဟိုချက်၄ခုက၃ခုကမရှိဘူးစစ်တက်ကိုလည်းသူကတရားမဝင်ဘူးဆိုပြီးတော့တတ်မှတ်လိုက်တော့ EO တွေပဲကြံတယ် ဆိုတော့ဒီ4 focus မရှိတဲ့အတွက်ဒီ NC ကအလုပ်ကိုမဖြစ်ဘူးစစ်တပ်ဆက်လုပ်မဲ့ဟာကိုလည်းလက်မခံဘူးအဲ့တော့တော်လိုင်းအင်အားစုတွေကဒီစစ်တပ်တရားမဝင်တဲ့စစ်တပ်ကနိုင်ငံရေးကထွက်မှာကိုတန်ကြီးကြီးရမယ်ပြည်လည်အောင်လုပ်လို့ရမယ်ဆိုပြီးဒါကိုအခိုင်အမာပြောနေတယ်လေဟိုစစ်တပ်ကလည်း2008တိုင်းသူလုပ်တယ်အခုဟိုလွတ်တော်နဲ့အစိုးရကသူပြန်ဖော်ပေးမယ်အဲ့သူကလည်းခုန4 focus အတိုင်းသူက NC ကိုပြန်သွားမယ်ဆိုတော့ဒီလိုနှစ်ဖက်ဖြစ်နေတော့ဒီကိုဟားချက်ကြီးကဒီတိုင်းဆက်သွားနေဘလို့မှပြည်လည်ညှိနှိုင်းတဲ့နေရာကိုရောက်မှာမဟုတ်အဲ့တော့ဒီလိုကိုဟားချက်ကို ဘယ်လိုဆက်သွားမလဲဘယ်လိုညှိမှရမထင်လဲကိုမျိုးဝဲအမြင်အတိကျမှာဘယ်လိုညှိမှရမထင်ဆိုအဲ့ဒါအစ်စီပြဿနာကိုတုံးပြဒါအတိကျနိုင်ငံပြဿနာဖြစ်သွားပြီအတိကျနိုင်ငံပြဿနာဖြစ်သွားပြီဆိုတာကတော့ဒီကတစ်ချက်ဒီနေ့ကလမ်းမှာဒီအခုတော့စစ်တပ်ပေါ့နော်လက်ရှိစစ်တပ်အစိုးရနဲ့ဆွေးနွေးမှာမဆွေးနွေးတော့ဆိုတာဒါဒီကြောင့်အဖြစ်တဲ့ဒီကဖြစ်တာအစားတော့ဆိုပွင့်နေပြောပြီးခက်တဲ့ကလာ ဒီပနမစင်မှာစတန်နဲ့လောက်ဝစကားမပြောနဲ့သူကြီးမှာဆွေးနွေးစရာမရှိဆိုတာအခြေခံလည်းလာတယ်။ဒါပနမကလာ၃လ၃နှစ်လောက်ကအဲ့တိုင်သဘောထားနဲ့ရှိခဲ့ကြစတန်နဲ့လောက်ဝမဆွေးနွေးနိုင်ဘူးစတန်ကအနိုင်တိုင်ရမယ်ဆိုတော့ဘူသဘောထားနဲ့လာခဲ့တယ်။ဒါ၃နှစ်တက်ကလာ။နောက်၄နှစ်တက်၄နှစ်တက်ကလာဝင်လာတာခါမှကြတော့စကားတော့ပြောမယ်ဒါပေမဲ့ဒီ condition တွေခါမှစကားပြောမယ်ဆိုတာအချင်းကြီး pre condition ၆ချက်ပေါ့ဘုရားပြောတဲ့စတန်နဲ့ငရဲ့ထွေရမယ်ဆိုတော့အချက်တွေပေါင်းတယ် pre condition talk ချင်းနဲ့စကားပြောမယ်ဆိုတော့စကားလုံးဝစကားမပြောဘူးဆိုတဲ့ချင်းနေကနေပြီးတော့မှစကားတော့ပြောမယ်ဒီ pre condition လက်ခံရမှာဆိုတော့ချင်းနေရောက်ရွေ့လာပြီပေါ့နော်နည်းနည်းတော့ရွေ့လာပြီအဲ pre condition နဲ့အဲဒီဖက်မှာစတအဲ့ဒါကိုစတလည်းပြန်ရောက်ဆိုပြတယ်ဟုတ်ပြီအဲဆိုရင်တော့ pre condition လက်ခံမှာဆွေးနွေးမယ်ဆိုတာဟာတော့သူတို့ဖက်ကလည်းခံလို့မရဘူးဒါပေမဲ့အဲ့ pre condition ကိုစတင်ဆွေးနွေးမယ်ဆိုဆွေးနွေးမယ်ဆိုတော့စတပြန်ဆိုတော့ပြန်နဲ့ပြန်ဆိုပြတယ်ဒါမှဒီပချာ EU တွေက အစ်စ်ပင်မဖြစ်ဘူးပေါ့ဆိုတော့ဒီအချိန်တွေပဲဆိုတာအခုလက်ရှိနောက်ယူကပွဲမတိုင်ခင်ဒီဒီတိုင်စစ်တမ်းနဲ့စကားပြောတော့မပြောဘူးလားဆိုတာဆိုပြမယ်ဒီစာဖြစ်အဲ့လားတစ်ချက်အဲ့ဟုတ်ပြီဒီနေ့ကလာမှတော့ကျွန်တော်မြင်ရတော့မတည်းပြောမှဆိုတော့ဒီနေ့ကလာဒီစတက်ကုတ်နဲ့ကဒီနေ့ကလာဦးစားပေးရသူတော့ယူကောက်ပွဲအမင်းကြီးဦးစားပေးဖြစ်တာ။အဲ့တော့ယူကောက်ပွဲမပြီးမချင်းညီချိုင်းလုံးနဲ့စကောင်းတဲ့ပုံလေးထားတော့မဖြစ်နိုင်ဘူးလို့ကျွန်တော်တူတယ်ယူသားမြင်။အဲ့တော့ဒီကစတက်ကလည်းပဲယူကောက်ပွဲပြီးမှပဲ ဒီ channel လုပ်ငန်းစဉ်ပြန်ကောင်းတော့ဖော်ဖို့ပြောပို့ပြီးတော့အာယူစိုင်းနေမယ်လို့ကျွန်တော်ထင်တယ်အဲ့ခါကြာရင်စိုးရဖြစ်လာမယ်ဒရော့တော့ရှိလာမယ်တမ်းတော့ရှိလာတော့ကိုဟုတ်ပြီအဲ့ကလာကြာရင်တခါပြန်စဉ်းစားရမှာတွားရမှာတဖွဲ့ချင်းစီအပိုင်းလက်ထွဲအရင်စားတွားရမှာဒီက KU နဲ့တန်တကြာ KU နဲ့နောက်နာမယ်စိုးရနဲ့ကြာ KPP နဲ့တန်တကြာ KPP နဲ့နောက်စိုးရလာမှာကြာအဲ့အဲ့တဖွဲ့ချင်းစီရပဲနောက်လာမယ်စိုးရနဲ့ အဲ့ဒဲလာမယ်ဆိုတဲ့စကားပြောမပြောလို့မပြောဘူးလားဆိုဆုံးဖြတ်ဖြစ်အဲ့ဒါအစီနေမဆိုင်ဘူးစကားပြောလားမပြောဘူးလားဆိုတာစကားပြောမယ်ဆိုတဲ့ဟာကိုလက်ခံပါဘာလို့စကားပြောမှလဲဆိုတာ by literacy swell အရင်တော့ကြာမှာတော့ပြီးပြီဆိုရင်တော့ဟုတ်ပြီတော့ပြီးပြီဆိုရင်တော့တခွဲချင်းတပြီးွားဆိုပြီးရောပေါ့မဟုတ်ဘူးငါတို့အနိုင်ငံရေးပြဿနာအားလုံးစုပေါင်းဆွေးနွေးတယ်ဆွေးနွေးဖို့လိုတယ်ဆိုတဲ့သဘောတူမှာ NCA ပို့တဲ့ဖြစ်ဖြစ် NCA အခြေခံတဲ့ညီချင်းလူငန်းစင်ဆိုဖြစ်မှာ အဲ့ဒီဟာတိကျဖြစ်တယ်ဒါကိုကယော့ထွင်းနေကြတာ ACE 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 ဆိုအားလုံးနဲ့ယော့ထွင်းပြီးတော့မှခြေနေအားလုံးကို ACE လည်းပဲနိုင်ပြီးတော့မှဒီတိုက်တာနေကြတာပထမဆုံးစတင်ဆွေးနေတဲ့ဖြစ်စင်းမှာ ACE နဲ့ဆွေးနေလို့ကိုပြောဘူး ACE နဲ့မဆိုင်ဘူးဒါကြောင့်မလို့လမဲ့ဆိုးရလက်ထက်မှာဆိုးရကံလမ်းမလို့မကံတော့ဆိုကျွန်တော်ထင်တာဆိုးရတော့နေချာကြီးပြန်လဲကံလမ်းနေမထင်ဘူးအဲ့ကံလမ်းလက်ခကြာရင်ဆွေးနေမလားမဆွေးနေလားဆိုတာတပွဲကြီးစီရဆုတ်ကံမှာ ဲ့တော့အခုဥပမာဆိုပါစို့ KNU နဲ့ပြန်စကားပြောမယ်ဆိုရင်ဒါ NCA နဲ့သွားမှာမဟုတ် NCU ဖယ်တာဘိုင်းလက်ထရယ်ဆက်ပြီးတော့ပြန်ပြီးအစအသွားမဲ့သဘောမျိုးပေါ့ကိုမျိုးဝင်းဆိုလိုတာဟုတ်တယ်လေအဲ့လိုပဲပြန်သွားမှာပေါ့အချိန်နေချင်းကမတူတာဟုတ်အခုပြခတ်တက်ကမှုဒီ KNU နဲ့ဒီလက်ရှိအစိုးရပြောတန်တဲ့ဂျာမာစီဖဲအဂရီမန့်ပြတ်သွားပြီအစီဖဲအဂရီမန့်ပြတ်တယ်ဆိုတာ NCA ပြတ်တယ်ပြောလို့ပြအောင်ဘိုင်းလက်ထရယ်ပြတ်တယ် ဒီအခြေအနေကိုတော့ဒါဘယ်လိုပြန်သွားရမလဲဆိုတော့ကိုမျိုးဝင်းကတော့အစတည်းကပါခဲ့တော့ဒီဒီအခြေအနေအသေးစိတ်ဒါရှင်းပြတာပေါ့နော်အခု2021အခင်းကျင်းမှာနောက်ထပ်ပေါ်လာတဲ့ UNG ပေါ့ UNG နဲ့ PDF ဟိုတက်မတော်ရှိတယ်ဒီတက်ဖွဲ့တွေရှိတယ်ဆိုတော့သူတို့ကလည်းအင်အားစုအကြီးတစ်ခုအနေနဲ့ပါတယ်ဆိုတော့လက်ရှိအနေအထားမှာစစ်တပ်ကတော့ဒါမတရားသိမ်းကျင်ကြားထားတယ်အကြမ်းဖက်ဖွဲ့ပြစ်တက်မှတ်ထားတယ်ဆိုတော့သူတို့နဲ့စကားပြောဖို့ကတော့ကုတ္တရီဟိုကမ်းလန်းနေဆိုတော့မကြောက်ဘူးအဲ့တော့ဒီဒီ UNG နဲ့ PDF တွေအပေါ်မှာရော ဟိုဘလို့ပုံစံသူတို့ဒီလို့မှရမယ်တိုင်းပြည်အတွက်စဉ်းစားမယ်ဆိုတော့ပါရမှာပဲလေအဲ့ဒီပေါ်အခုစစ်တက်နောက်ဟိုရွက်ကွက်ပြီးလို့တက်လာမဲ့အစိုးရစသည်ဖြင့်သူတို့ကဘယ်လိုမျိုးဒီလုပ်မယ်လို့ကိုမျိုးဝင့်မြင်လဲဗျပထမတစ်ခုရေးကြည့်တာတော့တချို့လူတွေကနားလည်မှုလွဲနေတာရှိရဲ့ဟိုမတရားသိကျင်ညာလို့ပြီးတော့ဟိုအကျန့်ဖက်သိကျင်ညာထားလို့စကားပြောလို့မရဘူးဆိုတာပြောတာနားလည်မှုလွဲနေတာမတည့်ပြောရင် ABS နဲ့ စာပြီးတော့မှဟိုစကားပြောတဲ့ချိန်မှာအပြည့်ဆရာမတရားသိဉာဏ်ခံရတယ်။ကြက်ဖက်ဖွဲ့စည်းဖြစ်တဲ့ဉာဏ်ခံရတယ်။နှစ်ခုတော့ကျွန်တော်ကဟိုမတရားသိတဲ့ခုတည်းမဟုတ်မတရားသိရောအကြက်ဖက်ဖွဲ့စည်းဖြစ်ရောကျွန်တော်ဉာဏ်ခံရတယ်။အဲဉာဏ်ခံရတဲ့ချိန်ဒီအောက်မှာကျွန်တော်စာဆွေးနွေးတယ်စကားပြောတယ်။ဆိုတော့စကားပြောပြောခြင်းမပြောခြင်းသည်နိုင်ငံရေးကိစ္စဖြစ်တယ်။နိုင်ငံရေးဆန္ဒဖြစ်တယ်။ဟိုအကြက်ဖက်ဖွဲ့စည်းဖြစ်ခြင်းမဖြစ်ခြင်းတိုက်ခြင်းမတိုက်ခြင်းလည်းမဆိုင်ဘူး။နောက်ဆုံး NCA ကိုကျွန်တော် မူတဘောတူညီမူရပြီးတဲ့အချိန်မှာပါနောက်ဆုံးဆွေးနွေးကြကြံတာပါဒီကိုကြံတယ်ဆိုတော့လမ်းမကြီးထူးကြီးဆိုကိစ္စကိုကိုပဲကြံတယ်ဒီကပြဿနာအဲ့မှာတက်ကျွန်တော် EU ရဲ့ဘူကအာလို့တူကလမ်းမကြီးထိုးရင်ထိုးမယ်ပြတဘောတူပြီးရပြီဒီနောက်ဆုံးမှာ NC ထိုးလို့ရပြီတဘောတူတယ်ကျွန်တော် EU ညီနာခံနေပြီးတော့ကျွန်တော်မူကတော့အာလို့တူကထိုးမယ်ဒီကအဲ့မှာဒီကပြဿနာတက် AA ရဲ့ DNA ရဲ့ကိုကဲဒီသုံးဖွဲ့ကိုတဘောမတူဘူးဆိုတာ ပေါင်းဘူးသဘောတူလက်မရထိုးတော့သဘောမတူဘူးဆိုလို့ပါဒီအစိုးရဘက်ကတာဖက်ကသဘောထားရှိတာပေါ့မှာအားလုံးတူကမထိုးပနိုင်ပဲဒီလိုမျိုးဖြစ်သွားတာအခုချင်းနေကြီးကြောက်တာတော့ဘောနော်တကယ်လို့ဆိုအဲ့ကလာမတည်ရင်လည်းတို့အေအေတို့ပုတ်ကတော့လက်မရထိုးပွဲအစီလက်မရထိုးပွဲဒီတိုင်းမဆိုရင်ပစ္စည်းလက်မရထိုးခြင်းအားလည်းရှစ်ဖွဲ့တဲ့ပုံပဲနဲ့အားလုံးတူကထိုးမှုမှာမပါပြေညှိချိုင်းဖြစ်စရာဒီထံမှာကောက်ကောင်းမှုနဲ့ချင်းနေထူရောက်ပါနဲ့ ဒါကိုသင်္ကန်းစားယူသင့်တယ်ကျွန်တော်ပြောတာဒါကြောင့်ဟိုဟိုလူမပါရဒီလူမပါရဆိုတဲ့ကိစ္စတွေကတော့နိုင်ငံရေးစံထားတွေကနည်းနည်းလေးတော့ဟိုဘယ်လိုပြောမလဲဟို emotionally ဖြစ်နေတဲ့နေထားလို့ကျွန်တော်ပုံသက်ကျွန်တော်တို့အားလုံးပေါင်းဝင်သင့်တယ်ပြည်ပခပေါင်းဝင်နေတယ်လို့အားလုံးပေါင်းဝင်ဖြည့်ရှင်းဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်ဒါတွေအားလုံးကနောက်လာမယ်ကာလမှာညီချိုင်းလုံငန်းစီတို့အဖြစ်ရှာရမယ် peace architecture လို့ပဲကျွန်တော်ပြောမှာပေါ့ဒါကိုရှာဖို့ရှာဖို့ရမှာဖြစ်ပါတယ်လို့ ဲ့တော့ဟိုနေ့ကဒီ NCA စနစ်ပြောင်းမှာဗိုလ်ချုပ်စော်မေတွန်းဟိုသူထုတ်ပြောတာတခုရှိပါတယ်သတင်းမီဒီယာတွေတရားရကန်တော့ကိုယ့်ဘက်ကလိုချင်တော့အပြုတ်ရှင်းအပြည့်ရှင်းပေါ့လေဒါမှပဲရမယ်ဒါဒါဒီပုံမှာနှစ်ပေါင်း80ကျော်လာပြီရလာဆိုပြီးသူကပြန်မေးခွန်းတုတ်တယ်ပေါ့ဆိုတော့ခုနကလိုအပြုတ်ရှင်းအပြည့်ရှင်းဆိုရင်တော့တစ်ဖက်ကနိုင်ဝိုင်းသူတွားကျင်တဲ့မူဝါဒတိုင်းသဘောထားတိုင်းသူချတဲ့လမ်းစဉ်တိုင်းဒါရှင်းလင်းလုပ်လို့ရတာပေါ့အဲ့လိုအပြုတ်ရှင်းအပြည့်ရှင်းဆိုတဲ့အခြေအနေကိုဘယ်လိုမြင်လဲကိုမျိုးဝင်းနေနဲ့အဲ့ဒီလိုမျိုး အခြေအနေတစ်ခုကိုဖြစ်သွားနိုင်လားဒီနီလန်းရွေးချယ်တဲ့သူကိုကျွန်တော်မကန့်ကွက်ဘူးဒါရွေးချယ်တွေရှိတယ်ဒါပေမဲ့ကျွန်တော်တခုချင်းရဲ့နက်နက်နက်ကိတ်တွန်လိုက်ဘွားဖြတ်တမ်းပြရဗမာပြည်လက်နက်ကိတ်တွန်လိုက်လက်တွေဘွားအချင်းတွေဘလုံးမဖြစ်နိုင်ဒီနှစ်ဖက်စလို့ပေါ့နော်နည်းရှင်းဆက်ရှိလာပြီတက္ကလည်းပဲအားလုံးဒီချင်းမိုးရွေးဆိုတာသူမူဝါဒလုံငန်းစဉ်သူကောင်းတယ်ဖော်ခက်လာတယ်လက်ရှိချင်းတွေဆက်ကက်ဆက်ကက်ဖြစ်လာချင်းတွေပြန်ကြည့်ပေါ့တိုက်ခတ်ဖဲပြန်ကြည့်မယ်ဆိုတော့ EU တပွဲချင်းစီရဲ့ ောင်းလိုက်လက်တွေ့ဘွားပေါ့ကျွန်တော် EU EU ဒေတာတွေ့မှာကျွန်တော်နေ30အခုချစ်တီရဲ့ကျွန်တော် EU နဲ့လက်တွဲဆောင်ရွက်နေတာကျွန်တော်ရဲ့ပြုတ်ပြုတ်ဖြတ်တမ်းပြီးတော့ဆိုတော့ကျွန်တော်ဘုံဘာပြီလက်နဲ့ကဲတောင်းလိုက်လက်တွေ့ဘွားချစ်နေရဟန်ချန်ကြီးထွေထွေထိုးစေဆိုတာဟာကြီးကကျိုးပါကြည့်ပါကျွန်တော်ပြောတာတော့မလွယ်ပါဘူးဆိုတော့ဒါကြောင့်ဟုတ်မှန်လည်းပြောမှဆိုတော့ EU ဒီမှာအရေးတွေ့ရှိတာဒါ EU ရေတွက်အတွက်ဒီတမတ်တော်မှရှိတဲ့ရေတွက်အမ EU မှရှိတဲ့ရေတွက် EU ရဲ့ထိချုပ်တာနဲ့ပြီး EU ရဲ့ဆက်ဆံနေပြီးဒါတော့ ကနတဲ့ခြာရတွဲ့မယ်ဆိုတော့တွဲ့လို့ရတာပေါ့ကေကနအရာကြီးမဆွေဒါပေမဲ့အဲ့ဒီအင်အားအလုပ်ပေါက်ပြီးတော့ဟန်ချင်းကြီးညီလို့ရမရဒီကပြဿနာဖြစ်တာပေါ့အင်အားတော့အင်အားပေါ့နော်ဟာအီကိုထိထိထတာဒီလိုရှိနေအီကိုအင်အားရဒီလိုရှိတဲ့အီကိုလည်းငကဲအင်အားတပ်ဖွဲ့ကဒီလိုရှိတဲ့ဆိုတာဟာဒါပေမဲ့အဲ့ဒီနောက်ကွယ်မှာရှိနေတယ်နိုင်ငံရေးအကြောင်းတရားတပ်ဖွဲ့နဲ့တပ်ဖွဲ့တူအောင်မတူတော့တပ်ဖွဲ့ချင်းစီရဲ့ကြိုးစီပေါ့တပ်ဖွဲ့ချင်းစီရဲ့ဒေတာတပ်ဖွဲ့ချင်းစီရဲ့နေနေချင်းနေအဲ့ဒါကိုလည်းပဲတိုက်ပြီးတော့ရုပ်ပေးစားမရှိဘဲတော့ပြုတ်လို့ဗတ်များတာ ဲဘသူကွဲပြားတဲ့ချင်းနေကြတော့မှဒါကိုကျုံပန်းပြီးတော့မှအားလုံးအင်အားစုအားလုံးစုစည်းပြီးမှထွေထွေထိုးစင်ဆင်မဲ့အနိုင်တိုက်မယ်ဆိုတာကျုံပတ်မရှိဘူး။ဒါနဲ့တစ်ချိန်ပြီးခဲ့တဲ့ချိန်မှာကျွန်တော်တို့ကျုံပတ်ခဲ့ပြီ။ကျွန်တော်တို့ဥပဒေဆိုကျွန်တော်ချိန်များကြီးကျွန်တော်ကျုံပတ်ခဲ့ပြီ။ဒါမှကျွန်တော်တို့ဥကျက်ကက်ပြချေရပြောမှဆိုတော့လက်တွေ့ဘွားချင်းတွေကမဖြစ်နိုင်ပါဘူးလို့ဒါဒီဒါရိုးရိုးတော့သားပဲ။ဒါကြောင့်ကျွန်တော်တွေ့ဆုံဆွေးနွေးဖြစ်ချာရည်တည်နာပဲကျွန်တော်အားဆိုင်ပြီးတော့မှကျွန်တော်ပေါ့မယ်ဆောင်ရည်နေတာ။ ဖြစ်တာပေါ့ဒါပေမဲ့ကျုပ်ဘန်းနေတဲ့လူကျွန်တော်ပြင်မမြင်ကျုပ်ဘခွေရှိတယ်ဘာလို့ဆိုလူတိုင်းပါကိုယုံကြည်ရကိုလူခွေရှိတာကျွန်တော်လည်းယုံကြည်လို့ကျွန်တော်လည်းခွေပြီးပြီနေဒါပေမဲ့ဒီနေ့ကလာမှတော့ကျွန်တော်လည်းကျွန်တော်ယုံကြည်ရကျွန်တော်လာကြောင်းယူကျွန်တော်ဆောင်နေတာဖြစ်တာဒါကြောင့်မလို့မဖြစ်နိုင်ပါဘူးလို့ဒီကတော့ဟိုကျွန်တော်တို့ဆိုရင်မတည်းပြောမှဆိုရင်တော့တူးဆွဆွနေဖြစ်ရှာတည်တယ်ဆိုတာဟာကျွန်တော်လက်ခံဘူးတော့25နှစ်ကြာပဲတော့အဲ့တော့နောက်ထပ်25နှစ်တော့မကြာစီခြင်းလို့ အဲ့အပြင်းမမြင်ကျွန်တော်ကလည်းလက်ဆက်ငတ်နေကြမှာကျွန်တော်သစ္စာဆိုတဲ့ဖြည့်ရှင်းသေးတယ်ဆိုတာဟာလက်ခံတာ။ဟုတ်ကဲ့အခုကျွန်တော်တို့ပြောဆိုဆွံ့ွေးမေးမြန်းနေတဲ့အထက်မှာကျွန်တော်တို့မပါသေးတဲ့အဓိကအချက်ကတော့ဒေါန်ဆန်းစုကြည်နဲ့တမရာကြီးဝင်မြင့်ပေါ့နော်ဒီ NLD အစိုးရတစ်ဖွဲ့လုံးဟိုဖြတ်သိမ်းခံပြီးတော့ခေါင်းဆောင်တွေအကုန်လုံးထောင်သွင်းကျဉ်းချခံရတယ်။ဆိုတော့ဒီအခြေအနေကြီးကလည်းဒါအရေးကြီးတဲ့စိတ်ဟိုတာတွေဖြစ်တယ်လေ။ဒီခုနဆက်ဆက်ဆွံ့ွေးစဉ်းစားမယ်ဆိုရင် ဒီဒေါ်ဆတ်စုကြီးနဲ့တမရဥဝင်းမြတ်ပါဝင်ဒီခေါင်းဆောင်တွေကိုပြန်လွှတ်ပေးတာပဲဖြစ်ဖြစ်သူတို့ပါတဲ့စကားပြောတာပဲဖြစ်ဖြစ်တွေ့ဆုံဆွေးနွေးပေါ့လေဆိုဒါတွေကမလုံတင်ဘူးလားဒါဆိုရင်ပို့ပြီးတော့ခုနတွားမဲ့လမ်းကြောင်းပို့မမြန်ဘူးလားခုကြားရတာစစ်တပ်ကတော်တော်လေးအညှိုးကြီးရလို့ကြားနေရတယ်ဆိုအဲ့ပုံပါကိုကိုမျိုးဝင်းဘယ်လိုမြင်လဲပါဝင်ခြင်းမပါဝင်ခြင်းကတော့သက်ဆိုင်သူတူချင်းစီရဲ့ဆိုချက်ဖြစ်တာပေါ့သက်သက်ဆိုင်သူတူချင်းစီကပါမဲမပါဘူးဆိုတာအတင်းပါခိုင်းလို့လည်းမရဘူး ဒီမပါနဲ့ဆိုကျွန်တော်ပြောလို့မျိုးဒါပါခြင်းမပါညာတူချင်းစီရဲ့ပြဿနာနောက်တစ်ပိုက်ကတော့ဘာပဲပြောဟိုဒေါ်ဆန်းစုကြည်ဆိုတာနိုင်ငံတကာရဲ့ထားတဲ့စံတန်လို့တခုဖြစ်တော့ပြည်သူလူထုယုံကြည်တဲ့ခြေနေဖြစ်ဖို့နိုင်ငံတကာတီမပြူနိုင်ဖို့ဆိုတာယူကောက်ပွဲအဓိကဖြစ်မှုယူကောက်ပွဲကတက်လာမဲ့နောက်အစိုးရကဘလောက်တိုက်တာဒီနိုင်ငံကြီးရဖြစ်လျှော်လဲဘလောက်တိုက်တာဒီနိုင်ငံပြည်ပြောင်းလဲမှုလုပ်တယ်ခုနပြောတဲ့နိုင်ငံကျေးသားရေလောပိတာဒေါ်ဆန်းစုကြည်လောပိတာအားလုံးပေါ့ဒါတွေလုံလိုက်ကြည့်မှာ ဲ့လိုမျိုးအခြေအနေဖန်တီးမှသားလေအဲ့နိုင်ငံရေးဝတ်ကျင်ဖန်တီးရမယ်အဲ့နိုင်ငံရေးဝတ်ကျင်ဒီမျိုးဖန်တီးနိုင်မှသားလေဒီဖက်မှာညှိချိုင်းလုပ်ငန်းစီရင်လည်းထောက်ကူဖြစ်မယ်ယုံကြည်မှမှာအာဒါပြောင်းလဲမှုရှိနေပြီပဲဒါတော့ငါတို့စကားပြောသေးတယ်ဒါပွင့်မှတ်တိုင်းပြောမှဆိုရင်ကျွန်တော်တို့ဥသိဆိုရတဲ့ဖက်မှာစကားပြောခံတယ်ဆိုရင်ဒီအခြေအနေတွေကြောင့်2010နှစ်မှာဒေါ်စာသူကြီးကိုလည်းကြားဖြာရစ်ကောက်ပွဲဝင်တယ်ပြည်တော်နိုင်ငံပြည်ပြောင်းလဲမှုတွေအများကြီးလုပ်တယ်ခုနပြောတဲ့ဥပဒေတွေပေါ်တော့ကျွန်တော် စာပစ္စည်းစီဥပဒေပိစာပါဝင်အများကြီးပါပဲတောင်းပြောင်းနေမှုမလုပ်တာဘောတော့အဲ့ဒီကြောင့်ပြခရေးစေးဆိုတာပုံအောင်မြင်လာပြီးတော့မှ NC Unit ကိုရှင်းရှင်းထိထိတော့တွားနိုင်ခဲ့တော့ဒါကြောင့်မို့ဘက်တဘက်ဘက်တွားလို့မရဘူးပြခတ်တခရေးရစေးရေးဆိုတာကလည်းတွားလို့မရဘူးနိုင်ငံကြီးပြောင်းနေမှုနိုင်ငံကြီးဖြေရှော်မှုအဲ့ဒီပြန်နမှာစီးပွားရေးပြောင်းနေမှုဖြေရှော်မှုတွေအားလုံးပါဝင်ပလာနိုင်အောင်လောက်ဖွဲ့ပေးမှုတွေဒါတွေရုပ်ချမှုတိဆောင်ရေးနံပါတ်တွားမှဖြစ်တော့ ဒါလည်းဘလောက်တိုက်တော့ဒီလုတ်ပဲမလို့ဆိုတော့ဒါနောက်လမဲ့တောင်ရွှေလေးပေါ်မှာများမှုကြီးတယ်ဟိုကျွန်တော်သင်္ကန်းစာယူစေတယ်ကျွန်တော်တိုက်ကြည့်မှာပဲရှိပါတယ်ဘယ်လေးပြောနေဟိုနိုင်ငံတကာမှာပေါ်လီရောဒီလောက်စားမလို့ကျွန်တော်တိုက်ကြည့်ပါရာရှိကလေးသင်္ကန်းစာကိုယူပြီးတော့မှကျွန်တော်တိုက်ကြည့်တော့အကောင်းဆုံးသုံးချမယ်ဆိုတော့ပြည်မြန်နိုင်ပြီမယ်လို့ကျွန်တော်ကြိုကြည့်တာပေါ့နော်ဟုတ်ပြီအဲ့တော့သွေးဆောင်ဆွေးနွေးလမ်းကြောင်းကိုဒီဇိုင်းမက်မက်ပေါ့နော်ဟိုဆရာထက်တန်စွာနဲ့ယုံကြည်စွာနဲ့လှုပ်လာတဲ့ကိုမျိုးဝင်းနေနဲ့ အခုအပြောင်းလဲရဟိုရွက်ောက်ဘွယ်ပါ ပြောမဖြစ်ဖြစ်အောင်လုပ်မှာဆိုဖြစ်တော့မှာပဲဟိုအစိုးရလည်းပေါ်လာမယ်လွှတ်တော်လည်းပေါ်လာမယ်ဒါပေမဲ့လည်းဒါကဟိုစစ်တပ်ရဲ့ proxy ကြက်ကန်ရေးဟိုပြီးခံဖြိုးပဲအနိုင်ရမှာသူတို့ပဲအစိုးရဖွဲ့မယ်ဆိုတာလည်းထင်ရှားတယ်လေဆိုတော့ဟို2010ကအခင်းချင်းမျိုးပေါ်ပြောမယ်ဆိုတော့လာဒနန်တူနေပြီဆိုတော့အခုအပြောင်းလဲမှာကိုမျိုးဝင်နေနဲ့ဘလောက်ထိဖြစ်နိုင်မယ်လို့မျှော်လင့်ထားလဲဒီတိုင်းပြည်ရဲ့ပြည်ပကကြော်လာနိုင်မှုအဲ့ဒါလေးနောက်ဆုံးအနေနဲ့ပြောပြပါ ဘယ်လိုဒီဖြစ်နိုင်လဲဆိုတော့ပကတိချင်းနေပေါ့နော်အရှိတရားကျွန်တော်လက်ခံရမှာကလက်ဒီနေကလာလက်နေကပြီးဒီခါ2010တဲ့ရမ်းကျက်ပြောတယ်တော်တော်လေးကိုလက်နေကပြီးဒီခါကြီးမာလာပေါ့ဒါထပ်တွေ့အောင်စဉ်းစားမယ်ဘယ်လိုတက်စင်တာပထမလည်းမဖြစ်ဘူး negative ကရမ်းကျက်ပြတယ်ဒါတခုပြီးတော့ကျွန်တော်တို့ဟိုဖြည့်လျှော်ရေးကိစ္စပေါ့တက်ကလည်းပဲတူတူတက်ဖရာပြပြောနေတဲ့စကားတခုလည်းကျွန်တော်ကြားနေတာတခုရှိတော့ တော့ဦးသိစိဆိုရလည်းထဲမှာနိုင်ငံရဲ့ဖြစ်ချက်ဘူးအရမ်းမြန်တာပေါ့နော်နိုင်ငံရဲ့ပြောင်းလဲမှုအရမ်းမြန်တဲ့အတွက်အဲ့အဲ့ stream မထိန်နိုင်လို့ဒီလိုမျိုးရပ်ပက်စက်ပက်ဆက်ဆက်ရေးပြီးပတ်ဖြစ်ဖြစ်သွားရဆိုဟာမျိုးတုတ်တချက်ရှိတချို့လည်းရှိနေတော့အဲ့ဆိုနိုင်ငံကြီးကဖြစ်လျှော်ရမယ်ဆိုတော့ကျွန်တော်ပြောနေတာဟာလေကတစိပိတစိတစိတရီတရီတီတီရဲ့ဆိုဟာမျိုးလောက်သွားမလားဆိုတော့လောက်နေမလားဆိုဆိုရည်စီကျွန်တော်မှရှိတယ်ဘာတိုင်းပြောနေလဲအဲ့ဆိုတော့တော်တော်လေးခက်မယ်ကျွန်တော်ထင်တာလက်လက်ကပြီကအရန်နဲ့ကြက်ပြတဲ့ တဖက်မှာလည်းတက်ခွဲလည်းသူတို့တင်ငန်းလက်တွေ့တင်ငန်းဆရာစိုးရိမ်ပြီးတော့မှအရင်နိုင်ငံကြောင်းလို့မလို့ဘူးဆိုရင်အဲ့ဒီနှစ်ခုကလက်တွေ့အဖြစ်တော့ကျွန်တော်ထင်တာလွယ်လွယ်တော့မလို့ထင်ပါတယ်လို့အများကြီးတော့ပြောလို့ပေါ့တော့ဒါပဲဟိုမရှိတာနဲ့ဆိုင်တော့ဘာပြောကျွန်တော်ထင်တာလေတခုခုတော့ကျိုးပန်းကြမှာပဲလို့ကျွန်တော်ထင်တယ်ဟုတ်ပြီကိုမျိုးဝင်းအခုဒါကတော့တကယ်နောက်ဆုံးမေးခွန်းပါအဲ့ဒါတော့ကိုမျိုးဝင်းပါဝင် EO ဒီကိုယ်စလဲတွေပေါ့နော်တက်ချုံနဲ့တွေ့တာတီးတန့်တွေ့တာကျွန်တော်တွေ့ရပါတယ်ဒီခန္ဓာပြီးပေါ့ ကွန်မြူဝင်နေတဲ့တက်ချွတ်ကိုဘာတွေများအကြံပြုပြောကြကြလဲဗျအဲ့ဒါလေးပြောပြပေးပါကျွန်တော်အကြံပြုခက်တာတော့ယူကော့ပွဲမတိုင်ခင်မှာကတဲ့ကလာမဲ့ယူကော့ပွဲလွန်ကလာမှာညီညီချိုင်းလုပ်ငန်းစဉ်ဒီပြည်နိုင်ငံရဲ့ဖြစ်ရောမှုတွေဘလုံးမျိုး strategically counter ပုံလဲဆိုတာအခုတည်းကပြင်ဆင်သိတယ်ဆိုတာဟာပေါ့နော်ပြင်ဆင်သွားလို့လုပ်တယ်ဆိုတာဟာဒါပဲကျွန်တော်ကြံပြုခက်တာဖြစ်ပါတယ် ဟုတ်ကဲ့ကိုမျိုးဝင်းအဲ့တော့ NCA မှာစတဲ့ကဒီဇိုင်းမမတ်ပါလာပြီးတော့တွတ်ဆုံဆွနေလမ်းကြောင်းအခုတက်တိပေါ့နော်ယုံကြည်သွားတဲ့ရှောင်းလန်းနေတဲ့သူတယောက်နေတဲ့အခုလို NCA စနစ်ပြည့်အခမ်းအနားပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ယုံကြည်ချက်မျှော်လင့်ချက်တွေကိုအသေးစိတ်ရှင်းလင်းပြောပြပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျာဟုတ်ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းအခုလိုမျိုးကိုရှင်းလင်းတင်ပြဆွနေခွေရတဲ့အတွက်